အလုံးမင်္ဂလာပါကျွန်တော် Chelsea 4ရောနဲ့ပြန်လဲကြိုးစားပါတယ်ကျွန်တော်တို့ဒီနေ့ကတော့ Chelsea နဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဒါလီဘာဘူးနဲ့ပွဲစဉ်တုန်းကကျွန်တော်တို့ရဲ့လူငယ်သမားလေး Esteban သွင်းယူထားတဲ့အသေးခွဲကိုပေါ့နော်အဲ့ကိုကိုကျွန်တော်ပွက်ပြီးတဲ့အခါမှာခရဏပြန်ကြည့်ဖြစ်တယ် highlight တွေပြန်ကြည့်ဖြစ်တဲ့အခါမှာထူးခြားတာတွေရှိတယ်ပေါ့နော်ကျွန်တော်အသင်းရဲ့ဒါအည်တွေးကိုတွေးရတယ်ဆိုတွင်းကိုရရှိတဲ့နေရာမှာကွင်းထဲမှာခါသမား7ယောက်ရှိရမှာ10ယောက်ကထိကျက်ရှိတယ်ပေါ့နော်10ယောက်ပါဝင်ပတ်သက်နေတာကိုတွေးရတယ်ဆို အဲ့ဒီမှာမပါဝင်တဲ့ကသမကတော့မကီယူဖြစ်တယ်ပေါ့နော်မကီယူအနေနဲ့လည်းဒါ of the movement မှာတော့သူ့အနေနဲ့ပါဝင်တယ်လို့သတ်မှတ်လို့ရတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ကသမ71ရောက်လုံးဒါစုစည်းနဲ့ကစားသွားတဲ့ ကိုလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ highlight လေးပြန်လုပ်ပြီးတော့ညီကိုနဲ့တူတူဒီကိုကိုပြန်ပြီးတော့ခန်းစားကြည့်ရအောင်ပေါ့နော်ဒီကိုမှဆိုရင်ဒါစံချက်ကကနေစပြီးတော့ပေါ့နော် ST ပေါင်းဆုံးသွားတဲ့အနေအထားမျိုးမှာဒါဒီကြားထဲမှာလီဗာပူးကစားသမားကတယောက်မှထထိချက်မရှိဘဲနဲ့ဒါကိုရသွားတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်တော်တော်ပျောက်ပျောက်တက်သွင်းကိုလို့ပြောလို့ရတယ်ဆိုတော့ကစားသမားတွေခြားကနားလည်မှုတွေဒါချိတ်ဆက်မှုချိတ်ဆက်မှုတွေပေါ့နော်ချိတ်ဆက်နိုင်စွမ်းတွေဒါတွေကိုမြင်ရတယ်ပေါ့နော် ဒီကိုရတော့အကြောင်းမို့လဲကျွန်တော်တို့အတင်းရဲ့ဒါယုံကြည်မှုပေါ့နော်ယုံကြည်မှုလဲနောက်တစ်ဆင့်တက်သွားတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့တပတ်ကအာလီဗာပူးကချန်ပီယံမနစ်ကချန်ပီယံဟောင်းဖြစ်တယ်ပေါ့နော်ဒီလိုမျိုးချန်ပီယံဟောင်းဖြစ်တဲ့ အသင်းကိုကျွန်တော်လူငယ်ကစားသမားတွေအများကြီးစုဖွဲ့ထားတဲ့အသင်းကပေါ့နော်နောက်တက်မှလည်းအင်အားချိနဲ့နေတဲ့အသင်းမျိုးကဒါနိုင်ရရှိတဲ့ဆိုတဲ့အခါမှာကျွန်တော်အသင်းရဲ့ကစားသမားတွေရဲ့ကြုံကျင်မှုကတော့နောက်ဆင်းတက်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီကိုဖြစ်လာစေဖို့အကောင်းဆုံး movement တွေရှိရပေါ့နော်အာကျွန်တော်တို့အဲ့အရာတွေကိုတဆင်ချင်းကျွန်တော်ခန်းစားကြည့်အောင်ပေါ့နော်ပထမဆုံး movement ကတော့ဘာဖြစ်မလဲဆိုရင်တော့ဒါကွန်လေဟာ Gansito ရဲ့ people move ကိုပြောလို့ရတယ်ပေါ့နော်မလုကတ်စတိုကပေးလိုက်တဲ့ဘောလုံးကိုဒါပထမတိချက်မှာနေပေါ့နော်လာဗီယာစီတန်ပေး စ်သွားတာကဒါသူ့ရဲ့ပန်းနှံမှုကိုတွေးရတယ်ပေါ့နော်။ဒါသူ့ရဲ့ပတ်ဝန်းကျင်ကိုအမြဲကူဆိုင်ဖိုကတ်ထားပြီးတော့နေနေတယ်ဆိုတာကိုမြင်ရတယ်။ဘလုံးစတာကတော့ဆန်ချက်စီယာဖြစ်ဖြစ်ပေမဲ့ပေါ့နော်။တကယ်ဟိုအရေးကြီးတဲ့ movement ကတော့ဒီကန်ဆီရိုစီကနေပြီးတော့စတယ်လို့ပဲကျွန်တော်မှတ်ချက်ပြုချင်တယ်ပေါ့နော်။ဒီ movement ကိုထက်မတွက်ဘူးဆိုရင်တော့မာတီနီဘောမှာကန်ဆီရိုကမောင်းတမန်နဲ့ထိုက်တန်တဲ့ကာမာတရားကိုဖြစ် ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ movement နေထက်တွေ့မှာဆိုရင်လည်းဒါသူ့အတွက်ပို့ပြီးတော့ဟိုဘယ်လိုပြောမလဲသင်္သာမြင်သာရှိစေတဲ့အရာတွေလို့ပြောလို့ရတယ်ဗျာကျွန်တော်ဒီသမန်နဲ့ပတ်သက်ပြီးတော့ဒီလိုအချက်ကလေးတွေဆွဲထုတ်နိုင်လေဒီကမ္ဘာရဲ့ဘယ်လိုပြောမလဲအကောင်းတဲ့အကွက်တွေကပို့ပြီးတော့ ထင်သာမြင်သာရှိလေလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်နောက်ထပ်ဒါ movement တစ်ခုကိုပြောပါဆိုရင်တော့ဒါ Cucurella ပေါ့နော် Cucurella ကဒါ Labia C ကနေပြီးတော့ဘလုံးလက်ခံပြီးတဲ့အခါမှာဒါ Kitten ကိုပေးလိုက်တယ်ပေါ့နော်အဲ့အနေထားကနေပြောဒါ Kitten က Premier Enzo Fernandez C ကိုဘလုံးပေးလိုက်တဲ့အခါမှာဒါအချင်းလေးကိုကြည့်ပြီးတော့ဒါ လိုပြောမလဲကူရလကအန်တာလပင်လိုက်သွားတယ်ပေါ့နော်ဟတ်စပေးချာထဲမှာဝင်သွားတယ်ဆိုတော့အဲ့ဘာကျွန်တော်သူ့အနေနဲ့လူကျုံတဲ့အနေထားကိုတော့ရောက်သွားတယ်ပေါ့နော်သူ့အနေနဲ့ဒီ movement ကိုဘာကြောင့်လုပ်လဲဆိုတာကတော့ဒါတခြားနောက်တန်းနေကိုဆွဲခေါ်သွားခြင်းလိုပဲလားဒါမှမဟုတ်အော်ဒီအန်ဆိုဖာနန်ဒက်စီကဘောလုံးကချက်ချင်းထွက်မယ်လို့ပဲဒါယူဆလို့လားပေါ့နော်ဒီနှစ်နီးတော့ကျွန်တော်ဟိုစဉ်းစားစရာရှိတယ်ဒါမှမဟုတ် ဟိုအဇူဖန်နက်ကပဲဒါကစ်တန်ကိုဘလုံးပြန်ပေးပြီးတော့ဟိုဘယ်လိုပြောမလဲကစ်တန်အတွက်နေရာလို့ရှာပေးတာလားဆိုတာမျိုးလဲဒါတွေးလို့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ဒီ movement ကတော်ကိုအရေးကြီးတဲ့ movement တစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကျတငါအန်ဇိုဘလုံးပေးလိုက်တဲ့အချိန်မှာတော့ခုနကျွန်တော်ပြောခဲ့တာကုကူရဲလကအတွင်းထဲဝင်သွားပြီပေါ့နော်ဝင်သွားတဲ့အနေအထားမျိုးမှာသူကလူချုံနေထားကိုရောက်နေတယ်ဆိုတော့အဲ့ဒီထားမှာသူလူချုံနေထားနေပြီးအတွင်းထဲပြန်ဝင်တယ်ပေါ့နော်အွန်ဆိုင်နေထားပြန်ဖြစ်သွားတယ်ဆိုတော့ ဲ့မှာအန်ဆိုပေးမှာကိုပဲဒါကြိုတိလို့လားအာဆိုတော့ကဒါတော့မပြောတတ်ဘူးပေါ့နော်ဟိုတစ်ဖက်နောက်တန်းရှေ့မှာတော့သူနေရာဝင်ယူလိုက်တဲ့အခါမှာနောက်တန်းကလည်းနည်းနည်းသဝေးသွားဖြစ်သွားတဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအခိုက်တန်းကခဏခဏလေးပဲဗျာစက္ကန့်မိုင်းလောက်ပဲကြာတယ်ဆိုကူရီလာက on site အနေထားမျိုးပြန်ရောက်သွားတဲ့အခါမှာအန်ဆိုဖာနက်တက်ကဘလုံးကိုဟိုးထားရနေပြီးတော့ ချက်ချင်းဆိုလို့ပေးလိုက်တယ်ပေါ့နော်ပေးလိုက်တဲ့အနေထားမှာဒါကူရယ်လက onside ရောက်တာမှာစက္ကန့်ပိုင်းလောက်ရှိသေးရပြန်ထွက်ပြီးတဲ့အနေထားမျိုးဖြစ်တယ်ဆိုတော့ဒါလီဗာပူးရဲ့နောက်တန်းတွေကအငိုင်းမိသွားတဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်အဲ့ဒီခိုက်တန်းကတော့ဒါကူရယ်ရဲ့ဟိုပါနမှုပေါ့နော်သူရဲ့ experience နဲ့လည်းစိုက်မယ်လို့ထင်တယ်ပေါ့နော်သူဒီနေသားတွေကနေပြီးတော့ပြန်ပြန်ချိုးပေးတဲ့ပုံစံတွေကအမြဲတမ်းလို့လို့တွေ့ရတဲ့ကလမဖြစ်တယ်ပေါ့နော်ဒီနေသားတွေကနေပြီးတော့လည်းပြီးတော့ goal twin နိုင်တဲ့ကလမမျိုးဖြစ်တယ်ပေါ့နော်ဒါသူ့ရဲ့ အစီအသွေးကိုပြောပါဆိုရင်တော့ကျွန်တော်ပြောလို့တောင်လောက်မှာမဟုတ်ဘူးသူနဲ့ underlapping လဲအဆင်ပြေတယ်လို့ overlapping လိုက်ပြီးတော့ crow rate တင်းတဲ့နေရာမှာလဲအဆင်ပြေတာကိုတွေးရတယ်ပြီးတော့ဟိုကွင်းလေကိုအသုံးတော်ခံတဲ့နေရာမှာလဲဒါစိတ်ဥတ်ဖွယ်အလုံးလုံးတက်တယ်ဗျလို့ပြောလို့ရတယ်သူရဲ့ level tactical discipline ကလည်းတော်တော်အားကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့နေပြပိုင်းဒါစီကံပိုင်းမှာဆိုရင်လည်းသူကအော်ဆရာတူလို့တောင်ပြောလို့ရတယ်ဗျာကျွန်တော်တို့နေပြကဘလို့ပဲအသုံးချချပေါ့နော်သူနေနဲ့အသုံးတော်ခံဖို့ အသင်ရှိတဲ့ကရမမျိုးဖြစ်တယ်ဒီခိုက်တန်းကတော့ဒါကိုရွယ်လာကိုအများကြီးချီးကျူးရမယ်လို့ပြောချင်တယ်ပေါ့နော်နောက်ထပ်ဒါအရေးပါတဲ့မူမန်ကတော့ဒါအန်ဇိုဖန်နန်ဒက်ဘောလုံးလက်ခံရယူထားတဲ့အချိန်ဖြစ်တယ်ပေါ့နော်ဒီညမှာသူ့အနေနဲ့တာမန်ကစားသမားတယောက်လို့မတွေးဘူးပေါ့နော်အဲ့လိုမျိုးတာမန်ကစားသမားတယောက်လို့တွေးမယ်ဆိုရင်အဲသူ့အနေနဲ့ဘောလုံးကိုနောက်ပြန်တွဲတာလည်းဖြစ်နိုင်တယ်ပေါ့နော်နောက်ကလာဗီယာတက်ပြေးလာတာကျွန်တော်မြင်လိုက်တယ်ဆိုတော့ဘေးက ီတန်လည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကီတန်နဲ့လည်းပြန်တွဲလို့ရတယ်ကီတန်စီကိုပြန်ထိုးပြီးပြောကျွန်တော်တို့ခရော့ထောင်လို့ရတယ်ပေါ့နော်ခရော့ထောင်တဲ့နေရာမှာဒီနောက်တန်းကသမားရဲ့ရှေ့မှာမက်ကီယူလည်းရှိနေတယ်လို့ဒါဒီဖားပို့မှာလည်းအဝေးတိုင်းမှာလည်းဒါပြောပြောမလဲအစတီဘောင်ရှိနေရပေါ့နော်ဒီနေသားမျိုးနဲ့လဲခရော့တင်ပြီးတော့ကိုရယူလို့ရတဲ့အနေထားမျိုးမှာ तू ကဟိုကစ်တန်စီဘောလုံးမပေးတော့ဘဲနဲ့ तू ကင်ထားလိုက်တယ်ပေါ့နော်ဒါကဘာလို့ပြောရလဲဆိုရင် သူ့ရဲ့ဟိုခေါင်းဆောင်လူစိတ်ကိုကျွန်တော်မြင်ရတယ်လို့ပြောလို့ရတယ်ဗျာဆိုတော့ငါဒီသင်းကိုဘယ်လိုကူညီရမလဲပေါ့နော်ဒီကျွန်တော်တို့တည်ကြနေတဲ့အနေအထားမျိုးကနေပြီးတော့ဘယ်လိုဆွဲတင်ရမလဲဆိုတဲ့စိတ်တူမှရှိနေတယ်အဲ့လိုပဲကျွန်တော်ယူဆတယ်ပေါ့နော်ဒီအခိုက်တန်းကလည်းရန်ကိုအရေးပါတဲ့အနေအထားမျိုးဖြစ်တယ်သူ့အနေနဲ့ဟိုကေတန်စီပေးတာပဲဖြစ်ဖြစ်လာဗီယာစီပေးတာပဲဖြစ်ဖြစ်ပေးလိုက်တဲ့ဆိုရင်ကျွန်တော်တို့ဂိုးရဖို့ဟာမတိကြတော့ဘူးမဖြစ်နိုင်ဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဆိုပထမကတည်းကဒါဘလုံးကရင်ထားတဲ့ အချိန်မှာသူဘေးကိုစစ်လိုက်သေးတယ်ပေါ့နော်ကိုကသမားတွေဘယ်သူရှိလဲဒါမျိုးစစ်လိုက်တဲ့အနေအထားမျိုးပေါ့နော်အဲ့ဒီအနေအထားမျိုးမှာဒါဘယ်လိုပြောမလဲခုနကကူရီလာကအွန်ဆိုက်ပြန်ဖြစ်လိုက်တဲ့အနေအထားမျိုးကိုသူမြင်လိုက်တယ်ပေါ့နော်မြင်လိုက်တဲ့အနေအထားမျိုးချက်ချင်းဆိုသလိုချိုးပေးလိုက်တယ်ဆိုတော့ဒီအခိုက်တန်းကလည်းဒါအန်ဆူဖန်တက်ရဲ့အည်သွေးကိုကောင်းကောင်းမြင်ရတယ်လို့ပြောလို့ရတယ်ပေါ့နော်သူအနေနဲ့ဒါကိုပမမပါတဲ့အခါမှာတီတောင်းကိုသူယူရမယ်ဆိုတော့အတိစိတ်ရှိတယ် လို့ပြောလို့ရတယ်ပေါ့နော်အဓိကဘာပြောချင်တာလဲဆိုတော့အတင်းကောင်းဆောင်ကတော့ဒါ risk chain ဖြစ်တယ်မှန်တယ်ပေါ့နော်ဒါပေမဲ့ဟိုအတင်းရဲ့ဒီလိုမျိုးတက်စစ်မှာတော့ကိုးလို့နေတဲ့အချိန်မှာကိုပမမရှိတဲ့အချိန်မှာသူ့အနေနဲ့ဥဆောင်ရမယ်ဆိုတဲ့အသိစိတ်ရှိတယ်လို့ပဲကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဒီခိုက်တန်းကလည်းအများကြီးအရေးပါခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ဆုံးအခိုက်တန်းကတော့အစတီဘောင်ရဲ့ယုံကြည်မှုဒါရင်ကျက်မှုပေါ့နော်ဘလုံးအုံနောက်စွန်းကြီးလို့ပြောမှာပေါ့နော်ဒီဟာကိုကျွန်တော်တို့မြင်ရတယ်တော်တော်မြင်မာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ပွဲပြီးမှာ သူကတော့ဗာပြောသွားလဲဆိုတော့ဒီကူကူရလာချိုးမအောင်တော့သူဟိုအလိုလိုတိနေတယ်လို့ပြောသွားတယ်ပေါ့နော်ဆိုတော့ဒီမြင်ကွင်းတစ်ခုကတော့ဘယ်လိုပြောမလဲကျွန်တော်တို့တော့မမေ့နိုင်စရာမြင်ကွင်းတစ်ခုဖြစ်တယ်ပေါ့နော်အာဒီလိုမျိုးတွေအရန်ညှိုးနေတာကဘာလို့လဲဆိုတော့အာဒီကသမာလီကအသက်မှာ16နှစ်နဲ့အာ161ရက်လောက်ပဲရှိသေးတဲ့ကသမာလီဖြစ်တယ်ဒီလိုမျိုးဘိမတ်မှာပေါ့နော်တကယ်ပွဲကြီးပွဲကောင်းမှာအနိုင်ကိုကိုတွင်ပြီးတော့ ဘယ်လိုမလဲအတင်းကိုကူညီတယ်ဆိုတာကသူ့အတွက်မမေ့နိုင်စရာဖြစ်တယ်လို့ကျွန်တော်တို့ပရိသတ်တွေအတွက်လည်းမမေ့နိုင်စရာတစ်ခုဖြစ်တယ်ပေါ့နော်ဒီထဲမှာနီးပြားကတော့မှ emotional အရာကာသမတွေနဲ့ပြည်ပြီးအောင်ဝဲခံတယ်ပေါ့နော်ဆိုတော့ဒီအခိုက်တန့်ကိုတချို့တော့တာလေပါဘူးဖန်နေကဘယ်လိုပြောလဲဆိုတော့ကျွန်တော်ဒါ local မှာတော့အများကြီးတွေ့ဘူးပေါ့နော်ဒါပေမဲ့ international မှာတော့အများကြီးတွေ့ရတယ်တွေ့ရပါလဲဆိုတော့ချက်စီယာဒီနိုင်ကိုအတွက်သူတို့ champion လေးရတယ်လို့အောင်ပွဲခတ်နေတယ် premier လေးရတယ်လို့အောင်ပွဲခတ်နေတယ်ဆိုတော့ comment တွေတွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုပြောချင်တာက ျွန်တော်တို့အသင်းဟာဒီစပြပွဲမကန်ခင်တော့ underdog အနေနဲ့လာတဲ့အနေအထားမျိုးပြကျွန်တော်တို့နောက်တန်းမှာအများကြီးပြဿနာရှိတဲ့အကြောင်းကိုဘာရီယာရှိလို့ဒါဒဏ်ရာကနေတက်တလာတဲ့ကစားသမားမျိုးတွေနဲ့ရင်ဆိုင်ရတယ်ပြီးတော့အချင်းမလို့လူငယ်ကစားသမားလေးနဲ့ရင်ဆိုင်ရတယ်ဒီနေထားမျိုးမှာကျွန်တော်တို့လည်း expectation ကအများကြီးထားလို့မရတဲ့အနေအထားမျိုးပြအဲ့နေထားမျိုးမှာဟိုနိုင်ငံကိုတွင်လိုက်တဲ့ကစားသမားကလည်းအသက်မှာ16နှစ်ပဲရှိသေးတယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်အဲ့ဒီအနေအထားကတော့ဟိုကျွန်တော်တို့အနေနဲ့ ဘလိုပဲဖြစ်ဖြစ်ဒီလိုမျိုးဟို big game မှာအနိုင်ကိုရတယ်ဆိုတော့ချက်မင်းလေးဟိုရှားတာထက်ပျော်စရာကောင်းတယ်ဘာညာလို့တော့မပြောလို့ပဲ emotional ရတော့ဒီအခိုက်အတန့်ကလုံးဝကိုပျော်စရာကောင်းတဲ့အခိုက်အတန့်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒါအပြင်ကကြည့်နေတဲ့ပြဿနာတွေတော့မှာအတဏကုံထအော်ရတဲ့အနေအထားမျိုးပါကွင်းထဲမှာဟိုဒီ session နဲ့ဒါလေးကငါတော့ဒီအသင်းကိုကယ်တင်နိုင်လိုက်ပြီဆိုတော့စိတ်နဲ့ဒါအောင်ဝဲခံတာဗျာဆိုတော့ ီးတော့အာဇိုမာရစ်ကပြေးလာတဲ့အခိုက်တန်ကလည်းဒါကသာသမားလေးကိုဂုံပြူးချင်လို့ဆိုတဲ့စိတ်ကိုကျွန်တော်မြင်ရတယ်ဘုန်းနေကသာသမားလေးကိုပြေးဖက်လိုက်တယ်ဒါတော့ဘယ်လိုပြောမလဲချန်ပီယံလေးရတယ်အောင်ပွဲခန့်နေပါညာတော့တဲ့လူကတော့ကိုချင်းစာသိမ်းမရှိတာလို့ပဲပြောချင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကိုယ်တိုင်လည်းဒါကိုခံစားဖူးလိမ့်မယ်လို့ထင်တယ်ပေါ့တော့ဒါကိုဟိုမတိစိတ်ကမျက်ွယ်ပြုတ်ပြီးတော့ပေါ့နော်ဟိုငါတို့အတင်းဘယ်လိုပြောမလဲအောင်ပွဲခန့်တဲ့အခါမှာချန်ပီယံလေးရတယ်လို့ဟိုဘာဖြစ်တယ်ညာဖြစ်တယ်ပြောတာကတော့ငုံစိတ်လိုပဲပြောချင်တယ်ပေါ့နော်ဆိုတော့ ဘလိုပဲဖြစ်ဖြစ်ဒီအခိုက်အတန့်ကတော့ကျွန်တော်တို့အတွက်မမေ့နိုင်စရာအခိုက်အတန့်ဖြစ်သလိုဒါ SD ပေါင်းအတွက်လည်းဒါယုံကြည်မှုတော့တစ်ဆင့်မြင့်ပြီးတော့မမေ့နိုင်စရာအခိုက်အတန့်တစ်ခုကိုဟိုကျွန်တော်တို့ရခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီကုရောဘလိုမြင်လဲပေါ့နော်ဒီကုနဲ့ပတ်သက်ပြီးတော့ဒီကုရောအမြင်လေးတွေဒါပြောတော့ကြပါဘောအားလုံးကျေးဇူးတင်ပါတယ်ဒီကုရောနောက်ပြန်မှပြန်တွေ့ပါမယ်